Hello အားလုံးပဲမင်္ဂလာပါအခုတော့ဆက်တိုက်ဆိုတလို့ခောက်ဆွဲတွေသမင်းတွေကြီးတဲ့နင်းကန်ပိတ်စားပြီးတဲ့နောက်ပိုင်းမှာဘိုက်စုဝိတ်တက်လာတာကြောင့်မို့လို့အစာအသောက်ကိုနည်းနည်းလေး control ပြန်လုပ်ပါမယ်ဆိုတော့ကဒီကနေချဲ့တွေစားသလိုမျိုးပေါ့နော်စွပြုံနဲ့ပေါင်မုံလေးပဲစားဖို့ညနေစာတွေမှာစီစဉ်ပစ်ခဲ့ပါတယ် soup ဆိုတာကအသားတွေ cream တွေနို့တွေမပါတဲ့ vegetable စွပြုံလေးပါ ဒီလိုစုမျိုးကိုဒီကလူတော်တော်များများက cream ထည့်ပြီးတော့မှအီအီစိမ့်စိမ့်ပုံစံမျိုးစားကြပေမဲ့ပြင်သစ်တောင်ပိုင်းသားတွေ Irish လူမျိုးတွေကတော့ဒီတဘာဝအတိုင်း vegetable soup လေးနဲ့ပေါင်မုံကိုပဲစားကြပါတယ်ယုံကလှုပ်ဖောက်ကင်ပဲ Irish လူမျိုးတွေဆိုလို့ရှင်သူတို့ရဲ့နေ့လယ်စာကိုအဲ့လိုစွတ်မျိုးလေးနဲ့ပေါင်မုံလေးနဲ့ပဲစားကြတာ။ပြင်သစ်တကယ်ချင်းတယောက်ရဲ့အိမ်မှာဆိုလို့ရှင်သူတို့ရဲ့မိသားစုညစာကအဲ့လို vegetable soup ပဲတောက်ကြတာပေါ့နော်။များသောအားဖြင့် အင်္ဂလိပ်တွေနဲ့စာရင်ပြင်သစ်လူမျိုးတွေကသူတို့ရဲ့စားသောက်နေထိုင်မှုပုံစံကပိုပြီးကြားမရတဲ့ညဉ့်ညက်တာကိုတွေ့ရတယ်။သူတို့က fast food တွေတိတ်မစားပဲတဘာဝအတိုင်းအသီးအရွက်အသားငါးတွေကိုပဲပိုစားကြတယ်။ဒါပေမဲ့လည်း cheese နဲ့ပေါင်ပုံကတော့သူတို့ရဲ့အဓိကအစားအစာပေါ့။ကဲကျမရဲ့ဒီနေ့ညနေစာ soup လေးကိုကတော့ပြင်သစ်ငယ်ချင်းရဲ့အမေပေးထားတဲ့ recipe လေးအတိုင်းချက်ပါမယ်။ရိုးရိုးရှင်းရှင်းလေးပဲဘာမှထွေးလီကာလီတွေမပါဘူး။ မုံလာဥနီခရမ်းကျင်သည်အာလူကျက်သွန်နီတာပဲကဲအဲ့ဒါလေးတွေအားလုံးကိုရည်စေးပြီးအတုံးတုံးလေးတွေလုပ်ပြီးပြုတ်လိုက်ပါမယ်အရသာအတော့ကလည်းစားသမျိုးလေးပဲထဲမှာစူရောကစားလေးနည်းနည်းထဲရည်ထဲပြီးပြုတ်ထားလိုက်ပါတယ် အဲ့လိုရေဆူလာပြီးပြုတ်ပြီးအားလုံးနူးဤသွားပြီးဆိုလို့ရှိရင်အဖုံးလေးဖွင့်ပြီးအေးခံထားလိုက်ပါမယ်။ကျမတို့ရဲ့ဆုတ်ပြုတ်ဆိုတာကတော့ကျမတို့ကတော့ဒီအုံးလိုက်အစ်စ်လိုက်ကြိုက်တာပေါ့နော်။ဆုတ်ထဲမှာအုံးလိုက်အစ်စ်လိုက်မြင်ရမယ်။အဲ့ဒါကိုပဲဝါးစားမယ်။ကြသားဆုပ်ပြုတ်ဝက်သားဆုပ်ပြုတ်ဆိုလို့ရှိရင်လည်းအယိုးလိုက်အသားလိုက်မြင်ရမှကြိုက်ရမှအားရတာကျမတို့ကဒီကကောင်တွေကဘလောက်ထိတက်တောင်တက်တာဖြစ်တာကိုကြိုက်လဲဆိုလို့ရှိရင် ရှိရအကုန်လုံးကိုအမုံနေချီပြီးဝါးရလွတ်တောက်တာဆုပ်ပြုတ်ဆိုလို့ရှိရင် ကဲအဲ့တော့ကျမလည်းပြုတ်ထားတာရေအရန်ခန်းသွားတဲ့အတွက်ကြောင့်မို့လို့ရေနည်းနည်းပြန်ထည့်ပြီးဘလန်ဒါနဲ့ဒီရကောင်နေတိုင်းအားလုံးကိုအမုတ်ခြေလိုက်ပါတယ်အဲ့မှာမှာ cream တွေ၊ noodle တွေ၊ cheese တွေအရသာကြိုက်တဲ့ဆိုရင်ကတော့ဒီ cream တွေကိုထည့်လို့ရပါတယ်ဒီလိုအနေထားမှာကျမကတော့ diet လုပ်နေတာဆိုတော့တဘာဝအတိုင်းလေးပဲပေါ့နော် ကဲအဲ့ဒီလိုအားလုံးကိုအမုံချီပြီးတော့မှကိုကြိုက်သလိုအပြစ်အကျဲညှိပြီးတော့မှရေထည့်ပြီးတော့မှမီးပေါ်ပေါ်ပြန်တယ်လိုက်ပါတယ်အယောင်လေးကလည်းလာမလာတဘာဝအတိုင်းပဲပါမမပါဘူးစားတမျိုးလေးပဲထည့်တာကဲနောက်ဆုံးရုပ်ကောင်မုံလေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်ဘာဆဲရွယ်အမုံနည်းနည်းလေးထည့်ပါမယ်ဒါကတော့အီတလီယန်ပင်စိမ့်အမုံပေါ့ကဲဒါပြီးရင်ကတော့ဆုပ်ပြုတ်ကစားလို့ရပါပြီပြီးရင်ပေါင်မုံကျန်တစ်ချက်ကိုမီးကင်ပါမယ် သူတို့တွေကကျတော့အိမ်မှာကိုယ်တိုင်ဖုတ်တဲ့ပေါင်မုံကျန်နဲ့စားတာပေါ့နော်။ကျမကတော့ကိုယ်တိုင်ပေါင်မုံမဖုတ်တတ်သေးပါဘူး။အဲအားကြောင့်မလို့ဆိုင်ကပေါင်မုံကိုပဲမီးကင်လိုက်ပါတယ်။ကဲစုပြုတ်လဲကြက်ပြီးပေါင်မုံလဲရပြီးအဲ့ဒါပဲရိုးရှင်းသောညစာဆိုတာအဲ့ဒါမှအစ်စ်ကဲနောက်ဆုံးအီတလီပင်စိမ်ရွက်အစ်စ်လေးတောင်တင်ပြီးစားလိုက်အောင်မယ် ကဲအဲ့ဒါကတော့လူဖြူနယ်ချဲ့တွေစားတဲ့ရိုးရှင်းသောဆုပ်ပြုတ်ကလေးပါ ကျမရင်နဲ့လည်းညီညွတ်ချက်ရတာလည်းလွဲကူမြန်ဆန်တဲ့ vegetable ဆုပ်ပြုတ်ကလေးကိုချက်စားကြည့်ကြပါဝိတ်ချပြီး diet လုပ်ချင်နေတဲ့သူတွေအတွက်အရန်ကိုတင့်တော်တဲ့ဆုပ်ပြုတ်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာ